အာဆက်တယ်ဆက်တယ်အမေမြန်မြန်သာသေးပါတော့ဗျာအာအာမခံစားနိုင်တော့ဆက်တယ်ဆက်တယ် ဝေဒနာကြောင့်ခံစားနေရတဲ့လူတို့ရဲ့အဟိညင်းညူတာဟာမိသားစုဝင်တွေကိုပါမျက်ရည်ဝဲမတက်ဝမ်းနဲ့ကြေကွဲစေပါတယ်။ပင်မဆိုင်ကြီးရဲ့တူဦးဒီသောမျိုးဆက်အမွေဆက်ကံသူခွန်တာလေးမှာတကူလုံးအရေးရွှဲဆိုပြည်မှုများကြောင့်အိတ်ဆေးတကူနဲ့အိတ်ချိန်မှလွဲပြီးတော့ဝေဒနာကိုအသက်20ပြည့်ပြီးနောက်ပိုင်းနဲ့ခံစားနေရပါတော့တယ်။ရင်ထဲမကောက်လိုက်တာသားရဲ့ဒါအမတို့ပင်မဆိုင်ကြီးရဲ့ကျိန်စာဆိုးကြီးကြောင့်ဖြစ်နေရတာ။တချိန်ကမိမိရဲ့အတ္တကြီးမှုကြောင့်အခုလိုခံစားနေရတာ။အမကျိန်စာလက်ထက်မှာတက်ရောက်မှာမဟုတ်ဘူးလား။အခုသားကရီးစားတော့မရှိသေးရလေ။ရ 要么对它变心，变玩了。<music> ကျင်းစာစိုးကြောင့်ချစ်ရတဲ့ခင်မွန်လည်းစိတ်ထောင်းကိုကြီးဆုံးမသွားခဲ့ရပြီ။ရောက်ခမကြီးကလည်းတေကန်နီနောင်တရသွားပုံမှာပဲ။အခုကျင်းစာသားလေးထံကိုလက်ဆင့်ကမ်းခဲ့ပြီ။ရောင်မဖြစ်သူရဲ့ပြောပြချက်တွေကိုဒွန်မြရုံစိတ်ဝင်စားစွာနားထောင်နေမိပါတယ်။တချိန်ကပေမဆိုင်ကြီးစီတို့နင်းကိုနှင်းစီပန်ပန်ပေးမယ်နော်။စရုံးလေးကချစ်သူကိုအောင်ပန်ပေးလိုက်တဲ့နှင်းစီပန်လေးကြောင့်ပုံမလပ်ပါနေပါတယ်။ညီမြန်းသွားတဲ့မျက်နှာလေးနဲ့ပျော်ရွှင်ကြည်နူးနေတဲ့ချစ်ရသူနှစ်ဖူးလေးကိုကိုအောင်ကဖော့ဖော့လေးနမ်းလိုက်ပါတယ်။ကိုအောင်ကလည်းရှက်စရာကြီးကွာ။အော်ရှက်တယ်ပေါ့။လာရှက်လို့ရှိရင်ကိုရင်ဝင်နေမှာဝင် ね。 သမီးဒီယိုကနာလာပါအောင်ကွယ်အဖေရဲ့ခေါ်တဲ့ကြောင့်ကိုအောင်ကိုအမြန်နှုတ်ဆက်ပြီးတော့နှင်းမလာအဖေရှိရစီကိုအပြေးထွက်လာခဲ့ပါတယ်သမီးနားလဲပါတယ်ဖေအိမ်ကြီးရှင်တွေကသဘောမတွေ့လို့ရှင်အဖေတို့ပြေးစရာမြေမရှိဘူးသမီးမောင်အောင်လက်နဲ့ကြိုက်နေတာကိုသာမမိုက်သိလို့ရှင်အဖေတို့နေချမှာနော် သမီးကိုချိန်ခဏလေးပေးပါဖေဆက်မမိုက်တော့ပါအောင်နော်အဖေလည်းစိတ်မကောင်းပါဘူးသမီးရဲ့ဒီလိုစကားတွေပြောရတာကြည်ခွဲဝမ်းနဲ့နေတဲ့မျိုးလုံးများနဲ့ဆုံးမစကားဆိုနေတဲ့အဖေကြောင့်နှင်းမလာစိတ်တိကြိုက်ဝမ်းနဲ့ရပါတယ်ဒီအခြေအနေတွေကအစကတည်းကကြိုတင်ခက်မှန်မိပြီးသားမို့မြို့မှာ ှကြောင်းတက်ပြီးပင်မဆန်ရဲ့တဦးတဲ့မျိုးဆက်ကိုအောင်ပြန်လာကလေးကနင်းမာလာကိုစိတ်ဝင်စားရင်ပြနေကြကြောင်းရှောင်ခဲ့ပါတယ်။ရှောင်လေပုံညိလေဆိုသလိုကိုအောင်နဲ့နင်းမာလာချစ်သူတွေဖြစ်ခဲ့ကြပါတယ်။အဖေဆုံးမစကားတွေကအမှန်မလို့ပြဿနာကြီးထွားမလာခဲ့နင်းမာလာစင်ကြေရပါလိမ့်မယ်။ဟဲ့မင်းနေပကံစည်းနေတာစီရကြံနေသေးပါလား။အော်ဟုတ်တောင်းမမရဲ့ကြီးကြီးရဲ့ကျွန်မပြန်စည်းပေးပါမယ်။ပြန်စည်းရတာတော့ညီးပြောမှလား။ခုတလောညီးကိုငါကြည့်နေရကြပြီနော်။ကြက်ကြက်တရီတာ ခါထောက်ပြီးတော့ပြောဆိုကထွက်သွားတဲ့ကိုအောင်ရဲ့အမေကြောင့်မာလာဒူးမြတုံကကြံရိတ်ခဲ့ရပါတယ်သူသားနဲ့များချစ်သူတွေဆိုတာသိရင်တော့တက်ပြစ်မလားပဲမသိပါဘူးသိမကြခင်မှာပဲနှင်းမာလာရဲ့အမားကြောင့်ကိုအောင်အမေကတည်သွားခဲ့ပါတယ်အဖေကအဲ့ဒီနေ့ကជីကြီးခိုင်းစေမှုကြောင့်မြို့ကိုတက်သွားခဲ့တာပါ နင်ကိုအောင်ဘလူလုပြီးတော့ဝင်လာလဲရုတ်တရက်ဝင်လာတဲ့ကိုအောင်ကြောင့်စိုးရင်ထိတ်လန့်သွားခဲ့ရပါတယ်အတင်းဖက်နေတဲ့ကိုအောင်ကြောင့်နှင်းမာလာမယုံနိုင်ပါဘူးအရက်နဲ့လည်းအခန်းထဲမှာပြန့်လွင့်နေပါတယ်နှင်းမာလာရှောင်နေခဲ့တာကြောင့်ကိုအောင်စိတ်တူပြီးတော့အရက်တွေတောက်လာပြီးတော့အခန်းထဲဝင်လာကအတင်းဖက်ပါတော့တယ်အရက်ကြောင့်အထင်းကွမရှိတဲ့စိတ်ရိုင်းအောင်မှာပန်းကလေးတစ်ပွင့်ဟာတော့မလွန်ဆန်နိုင်မဲနဲ့ခွချွေခံလိုက်ရပါတယ်ဖြန်းဆိုတဲ့အတန်နဲ့ဒူနှင်းရဲ့ပါကလေးကထုံကျင်သွားခဲ့ပါတယ်ကျမတောင်းမမရဲ့ကြီးကြီးရဲ့တိတ်ဆန်အနူလက်နဲ့ရွှေခွက်နိုင်ချင်တဲ့ကောင်မှာ ကျွန်တော်မားတာပါဗျာကျွန်တော်မားနေပါကျွန်တော်သမီးလေးကိုမဆုံးမမိတာကြောင့်အခုလိုတွေဖြစ်လာရတာပါကျွန်တော်တို့မိသားစုဒီအိမ်ကနေထွက်သွားပေးပါမယ်နောက်ကျသွားပြီ နင့်သမီးရရရဆဆပေမဆန်ရဲ့မျိုးဆက်ကိုဗိုက်ထဲထည့်ထားဝန်တယ်။ကိုဝင်ဖြတ်ချပြီးတော့နင်တို့ထွက်သွားကြ။အိုးကျမကလေးကိုမထိရအောင်နော်အသက်နဲ့လဲပလိုက်မယ်။အတန်ကောင်းလာဟဲ့မနေနဲ့ကောင်းမ။ဟဲ့ပေါ်ဆန်ဒီကောင်မကိုအခန်းထဲထည့်ပြီးတော့တောက်ခတ်ပြီးတော့ပိတ်ထားလိုက်။မလုံးကြပါနဲ့ဗျာ။မလုံးကြပါနဲ့အဲ့လိုမလုံးကြပါနဲ့ကျွန်တော်သမီးလေးကိုဘလို့ပဲတတတားပဲမယ်တားလို့မရခဲ့တော့ပါဘူး။နင်းမလာလဲအော်ဟစ်ပြီးတော့လူကြီးနှစ်ယောက်ဆွဲခေါ်ရာကိုတရွတ်တိုက်ပါသွားခဲ့ရပါတယ်။ဖခင်ကြီးကလည်းလက်သီးကိုဆုပ်ပြီးတော့ဒူးထောက်လျက်နဲ့ဘာမှမကူပေးနိုင်ပါဘူး။နင်းမလာအားကိုရာကိုအောင်ကတော့မျက်နှာလွှဲပြီးတော့အပေါ်တက်ကိုတတ် သွားခဲ့ပါတယ်ဒီလိုအခြေအနေတွေဖြစ်နေတာတောင်မှနည်းနည်းလေးမှဝင်မတာတဲ့ချစ်ရသူကြောင့်စိတ်ထိခိုက်ခံစားပြီးတော့ငိုကြွေးနေရပါတယ်မိမိမှလည်းတမိရှိရတာနဲ့လှုပ်ရက်လိုက်တာမိမချင်းတူဝင်မဲ့အဆင့်တန်းလိုက်အခြေအနေတွေကွဲပြားတဲ့တမိအခုကိစ္စကိုမသိသလိုနေပါ မောင်လေးနေလဲမားတယ်အာမက်လက်ကလည်းမိမအစားထိုးလို့ရတယ်ဗျာမောင်လေးကြောင့်မေမေတခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲခရီးရောက်မဆိုင်ကြုံတွေ့ရတဲ့အခြေအနေကြောင့်ခင်လက်မေမေနဲ့မောင်လေးကိုအရင်စိတ်ပြတ်နေပါတယ်တမီးချင်းကိုချင်းမစားမောင်လေးနဲ့ရတဲ့အိမ်ကူကောင်မလေးရဲ့ကိုယ်ကိုဖျက်ချလိုက်ပါတယ်ခင်လက်သွားပြီးတော့ချောင်းကြည့်တဲ့အခါမှာတော့အခန်းထဲမှာငိုကြွေးနေပုံမှာ ជីជីឆានសောင်းយិសိတ်តောက်ពីរទេពីបានេះអេនេះមកឡាអូអឡោណាលីមកបាតាមី3យ៉ាងអាឆានណេះមកရှိတယ်នេះមកឡារយឯអីងូឆេលែកខាត់ទွတ်ទွတ်ណែឆោឡាគេចាប់បាអភិឡងអផាត់ពីរងូយូអហិតနေတယ်នេះមកឡាអូទុយយ៉ាប់បា တေတဲ့လူကတေပြီပဲကွယ်အတုပချဖို့ပြင်တော့ကျုပ်အဖေတေရတာခမားကြီးရဲ့အတ္တကြောင့်မင်းငါမေကိုရရဲ့ဆန်းဆန်းမပြောနဲ့နော်ခွေးပါဇက်ကနတ်စကားထွက်လို့ပါလားဟမ်ရိုင်းဆိုင်ရုပ်မှလားရှင်တို့သားမီးဟာညီမအမကြားရတဲ့တောင်းမှန်ပါရဲ့နော်မလို့ကျမကလေးနဲ့အဖေအတွက်ရှင်တို့စီကပြန်လို့ကျင်တာဝမ်းနဲ့ပူဆွေးမှုပဲနင်းသိရင်တော့အဲ့ဒါမပြည့်ဘူးကောင်းပါရဲ့လူဘာဝနေတာအတူပါချပြရနဲ့ငါ့အိမ်ထဲကနေထွက်သွားထွက်သွားမှာပါအယုတ်တမမကြီးရဲ့ကျမတို့အပေါ်မှာလှုပ်ထားခဲ့သမျှအလုံးပြန်ခံစားရပါစေ အောင်လတ်ရှင်မိမတယောက်ကိုလက်ထပ်ပြီးတာနဲ့အနူတယောက်လိုမျိုးဝေဒနာတွေခံစားရပါစေရှင်မှာတာသမီရလို့ယောက်ျားလေးအသက်20ပြည့်ပြီဆိုတာနဲ့အဲ့ဒီကျိန်စာကိုလက်ဆင့်ကမ်းပြီးတော့ခံစားရပါစေညီမကျိန်စာတွေကိုပြန်ရုပ်သိမ်းပေးပါခင်လက်အသာနေစမ်းဒီကောင်မှယူနေပြီကျိန်စာဆိုတာပါဇက်ကထွက်ပြီးပြင်မရဘူးကျမဘဝကိုဖျက်ဆီးခဲ့သူမှန်သမျှဒီကျိန်စာကိုခံစားစေရမယ် ဒီကျိန်စာအဆုံးသက်ခြင်းကျမတို့မျိုးရိုးနဲ့ရှင်တို့မျိုးရိုးလက်ထက်အခုမယုံတဲ့သူတွေခံကြပြီတော့နှင်းမာလာတယောက်ကဖခင်ကြီးအလောင်းကိုအငားကားနဲ့တည်ပြီးတော့နာကြီးချင်းများစွာနဲ့ပဲဆိုင်ရင်ကြီးကိုကြောခိုင်းထွက်လာခဲ့ပါတယ်။ရောင်မဖြစ်သူရဲ့စကားအဆုံးမှာဒေါ်မြယုံတက်ပြင်းချလိုက်ပါတယ်။အတွေ့တခုရသွားတာကြောင့်ချက်ချင်းမျက်နှာမှာအပြုံးလို့နဲ့ဝေဆာလာခဲ့ပါတယ်။ အမနှင်းမလာအိမ်တော်ကြလို့ကလေးများထပ်မွေးခဲ့လို့ရှင်တမီးဆိုလို့ရှင်သားနဲ့လက်ထပ်ပေးရအောင်လေအခုအမြန်စုံစမ်းရအောင်လေသားလေးကစိတ်တက်ကြပြီသူ့ကိုယ်သူတခုခုမလုပ်လိုက်ခင်ပေါ့တမီးလေးဖြစ်ပါစေရှင်ဖေဟာမြမဆန္ဒပြေပါတယ်ရှာစရာမလိုနှင်းမလာအိမ်တော်ကြပြီတမီးတယောက်မွေးခဲ့တယ်သူ့အမေတေကန်နေပြောထားတဲ့ဆန္ဒကြောင့်သားကိုလက်ထပ်ဖို့အိမ်ကိုရောက်လာတော့မှကျေးဇူးတင်လိုက်တာအမရေမကြမီမှာပဲလိန်မာရင်ကြီးတိမ်မွေးလာတဲ့မိမက်ပြိုလေးပေမဆန်အိမ်ကိုရောက်လာခဲ့ပါတယ် အလုံးရဲ့လမ်းညွှန်မှုတွေအောက်မှာကျင်းစာတစ်ခုကြောင့်ဝေဒနာခံစားနေရတဲ့လူတယောက်အခန်းထဲကိုဟီမာဟာခြေတံဖွက်ဖွက်နင်းပြီးတော့ဝင်လာခဲ့ပါတယ်။ကြည်စမ်းမအောင်အိတ်နေတာတော့မျက်နှာချောချောလေးရှုံမဲ့နေရ။အနာများကိုဖန်ရည်ဆေးပြီးတော့ဟီမာဟာဆေးများဂယူးတစိုက်လိမ့်ပေးနေပါတယ်။ထွက်နေတဲ့မန်းရင်များလည်းမထွက်တော့ဟီမန်ကျင်းနဲ့သွားခဲ့ပါတယ်။မင်းမင်းကဘာလုပ်လဲ?နိုးလာပြီလားရှင်။ကျမကရှင်နဲ့လက်ထပ်မဲ့သူပါ။အော်အမေနဲ့တော်လေးပြောပြတဲ့မိန်းကလေးပေါ့။ ဒါပေမဲ့ကျင်းစာကြောင့်နဲ့တော့မင်းဘွားကိုမသိမ့်ပိုက်ချင်မင်းပြန်มาတော့ငါမင်းနဲ့လည်းမထိုက်တန်ရှင့်အဖေထဲစိတ်ရင်းကောင်းတာပဲထားလိုက်ပါကျမမင်းမသိခင်ဆန္ဒဖြစ်ပေးနေတာအပြင်ရှင့်ကိုလည်းမြင်တာနဲ့တန်ရောစင်ရှိလို့ပါမင်းတကယ်ပြောရလားငါလည်းမင်းကိုမြင်မြင်ချင်းစိတ်ဝင်စားပါတယ်ငါတို့ကြီးလက်ထပ်ကြမယ်လေဒါပေမဲ့ငါ့ကိုဂရီးတစ်ခုတော့ပေးပြန်မကောင်းလာရင်တော့မင်းငါ့ကိုစွန့်ခွာသွားရမယ်ဂရီးထားစရာမလိုပါဘူး ကျမစေတနာကြောင့်ရှင်ပြန်ကောင်းလာမှာပါ။တကားဘောက်ကချောင်းကြည့်နေတဲ့မိမကြီးနှုတ်ဟာအပြုံးကိုစီနဲ့ကျင်းနဲ့နေကြပါတယ်။တပတ်လောက်ကြာမှတော့ခွန်သာနဲ့ဟေမန်တို့ရဲ့လက်ထပ်ပွဲကိုအကျဉ်းချုပ်ပြီးတော့ပျော်ရွှင်စွာပဲကျင်းပခဲ့ပါတယ်။ရက်ကနေလာလကနေနှစ်တောင်ကူးတော့ပါမယ်။ဟေမန်ပြုစုပေးတာကြောင့်အခြေအနေတွေကအမရွတ်ပပသာကြံမာတော့တယ်။ ဒီနေ့မှာတော့ပင်မဆိုင်ကြီးရဲ့အေဂျင့်ပျော်ရွှင်နေတဲ့နေ့ဟေမတ်မှာကိုဝန်ရှိနေတဲ့ပြင်ဖုံဖုံ၅ပါးကိုစွန့်ကပ်ပြီးတော့တည်ဆုံသွားတဲ့မိသားစုဝင်တွေကိုအမြှဝေပေးခဲ့ပါတယ်။အမြှဝေတန်အဆုံးမှာတော့လက်ပြ၃កောင်ဟာတယောက်ချင်းစီရဲ့ပခုံးများပေါ်မှာနားပြီးတော့နှုတ်ဆက်သွားခဲ့ပါတယ်။ကိုအောင်လက်တို့သားမိမမလာတို့မှမိသားစုတွေပြုလုပ်ပေးတဲ့ကုသိုလ်ကြောင့်အေဂျင့်စွာဘဝကူးနိုင်တော့မှာပဲဖြစ်ပါတယ်။အတ္တတွေကြောင့်ဖြစ်ပေါ်လာခဲ့ရတဲ့ချိန်စာကြီးကလည်းပြီးဆုံးသွားခဲ့ပါတော့တယ်။ ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျဇလန်လေးကိုစုံနေတိလိုက်ပါနားဆင်ပေးခဲ့ကြလူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်မိုးရင်ရေးသားသူကိုလည်းကာရဝပြူရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်